တမိုင်းမေဂျာတမိုင်းမေဂျာကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ့်ုံပြေးရတယ်တဲ့ပကြလေးရဲ့လည်းနှမသားချင်းစာနာကြပါတစ်ဖက်ယောက်ကြလေးကဘာလုပ်ထားလဲဆိုတော့လင်းအင်္ဂါကြီးစေထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာစိမ့်ုံတက်ရတဲ့အရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲ ဆလင်းမျိုးအထကတက်တွင် Great Dane ကျောင်းသူတူအုပ်စုဖွဲ့အထမပြုကျင့်ခံရမှုဖြစ်ပွားပြစ်မှုကျူးလွန်သူများဗီဒီယိုရိုက်ကူး၍ online မှာဖြန့်ဝေခဲ့ဟုဆိုမကွေးတိုင်းဒေသကြီးဆလင်းမျိုးအမတ်တက်အခြေခံပညာထက်တန်းကျောင်းအထကတက်တွင်ပညာသင်ယူနေသော Great Dane ကျောင်းသူတူသည်ရီးစားဖြစ်သူကျောင်းသားအပါအဝင်၄ဦး၏အုပ်စုဖွဲ့အထမပြုကျင့်ခြင်းကိုခံခဲ့ရသည့်ဖြစ်စဉ်တစ်ခုအောက်တိုဘာလ23ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းဒေသခံတည်င်းရင်းမြစ်များကပြောကြားသည် မြို့ခံများဤပြောပြချက်အရ Great Dan မှចောင်းသူတဦးကိုရည်စားဖြစ်သူ Great Dwe ចောင်းသားကမွေးနေ့ပွဲရှိသည်ဟုဆိုကာချင်းဆိုခဲ့ကြောင်းထို့နောက်ထီကြီးဖျားသူခေါ်ဆောင်သွားခဲ့ပြီးအရက်သေးစာတောက်စားခဲ့ကြကြောင်းသိရသည်အရက်မူရစ်ပြီးနောက်ရည်စားဖြစ်သူနှင့်တငယ်ချင်း၃ဦးတို့ကចောင်းသူကိုဝိုင်းဝန်းအတ္တမပြုခြင်းခဲ့ခြင်းဖြစ်သည် ဖြစ်စဉ်ဤကြမ်းတမ်းမှုနှင့်ဗီဒီယိုရိုက်ကူးဖြန့်ဝေမှုစလင်းမျိုးခံတရင်ရင်မြစ်တူကရီးစားဖြစ်သူကចောင်းသူလေးရဲ့လက်ပင်ကိုညှစ်ပြီးတော့တယောက်ချင်းစီခွဲပြီးမရင်းကျင့်လိုက်ကြတာဟုပြောကြားခဲ့ပြီးထို့ပြင်ចောင်းသားလေးဦးတို့ကအဆိုပါចောင်းသူကိုရိုက်နှက်နှိပ်စက်မှုများပါပြုလုပ်ခဲ့ကြောင်းသိရသည် အရက်တေစာတောက်စားပြီးဝိုင်းဝန်းအတ္တမပြုကျင့်ခဲ့ခြင်းကြောင့်ចောင်းသူမှာတတိမိမျောခဲ့ရမှာပြန်လည်တတိယလာချိန်တွင်ဘေးပတ်ဝန်းကျင်မှအကူအညီတောင်းခံခဲ့ပြီးနောက်ဒေသခံများကစေယုံသူကိုဆောင်ပေးခဲ့ရသည်ဟုမြို့ခံများကဆိုသည်ပို၍ဆိုးရွားသည်မှာပြစ်မှုကျူးလွန်သူများကအတ္တမပြုကျင့်နေသည့်ဗီဒီယိုဖိုင်ကိုရိုက်ကူးခဲ့ပြီး Telegram လူမှုကွန်ရက်တွင်ပါလွှင့်တင်ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်းမြို့ခံများ၏ပြောကြားချက်အရသိရှိရသည် အာဏာပိုင်များ၏ဆောင်ရွက်မှုနှင့်ဒေသခံများ၏စိုးရိမ်ပူပန်မှုလက်ရှိတွင်ကျောင်းသူကိုအုပ်စုဖွဲ့အထမပြုခြင်းကဲ့သို့ရည်စားဖြစ်သူအပါအဝင်ကျောင်းသားလေးဦးကိုစစ်အုပ်စုလက်အောက်ခံရဲစခန်းကခေါ်ယူသွားပြီးဟုသိရသည်တို့သောဖြစ်စဉ်နှင့်ပတ်သက်၍နောက်ဆက်တွဲအသေးစိတ်အချက်အလက်များကိုမူမဖသတင်းဌာနကဆက်လက်စုံစမ်းနေစေဖြစ်သည်ဆလင်းမျိုးခံတချို့ကမူစစ်အုပ်စုရဲများက ငွေယူငွေညစ်ပြီးဤအမှုကိုဖုံးဖိဖျောက်ဖျက်ကာကြေးခိုင်းလိုက်မိကိုစိုးရိမ်ပူပန်နေကြသည်ဟုပြောဆိုခဲ့ကြသည်။ကျောင်းပညာရေးနှင့်စီကံထိန်သိမ်းမှုဆိုင်ရာဝေဖန်မှုများယခုဖြစ်ရပေါ်ပေါက်ခဲ့သောအထကားတကျောင်းဤစီမံခန့်ခွဲမှုပုံစံသည်လည်းဒေတာခံများဤဝေဖန်မှုကိုခံနေရသည်စစ်အာဏာမသိမ်းမီကကျောင်းသားတရားဦးလျင်ဆရာဆရာမတစ်ဆက်အုံနှုံးပင်မရှိခဲ့တော့လေလက်ရှိအာဏာသိမ်းကာလတွင်စစ်အုပ်စုကနန်းစီတီအန်ဆရာဆရာမများထပ်တိုးခန့်အပ်ထားမှုကြောင့်ကျောင်း တတရားတွင်ဆရာဆရာမ30ဦးနှုန်းအထိရှိလာခဲ့သည်ဟုဒေတာခန်များကဆိုသည်ထို့သောစစ်အုပ်စုလက်အောက်နန်းစီတီအန်ဆရာဆရာမအဖြစ်ဝင်ရောက်လုပ်ကင်သူများသည့်ပညာသင်ကြားရေးတွင်ရောစီကံထိန်းသိမ်းရေးတွင်မှကျွမ်းကျင်တက်မြောက်မှုမရှိဘဲစစ်အုပ်စုကရင်းတို့ကိုတစ္ဆာခံသောနိစ္စရာလူများကိုဆရာဆရာမအဖြစ်ဆွဲခံထားခြင်းဖြစ်သည်ဟုဒေတာခန်များကထောက်ပြသည် ကျောင်းများတွင်ဆက်တိုက်ဖြစ်ပွားနေသည့်ပြစ်မှုများစစ်အာဏာသိမ်းပြီးနောက်မင်းအောင်လိုင်ကိုတစ်ဆခံသောနန်းစီဒီအမ်များကြီးစိုးရာစာတင်ကျောင်းများတွင်လိမ်ပိုင်းဆိုင်ရာစော်ကားမှုအတ္တမပြုခြင်းမှုအနိုင်ကျင့်ရန်ပြုမှုစသည့်ပြစ်မှုဖြစ်စဉ်များဆက်တိုက်ဖြစ်ပွားနေသည့်ပြီးခဲ့သည့်2024ခုနှစ်ကုန်ပိုင်းကလည်းပဲခူးတိုင်းပဲခူးမြို့နယ်မုတ်ကလကြီးရွာရှိကျောင်းတစ်ကျောင်းမှမင်းအောင်လိုင်ကိုတစ်ဆခံသောနန်းစီဒီအမ်ကျောင်းအုပ်စရာတဦးကမူလာရန်ကျောင်းသား18ဦးကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားတားခဲ့မှုကြောင့်သိရှိရသည့် အဝေးတင်တဲ့အကြောင်းလာတဲ့အကြောင်းသားအကြောင်းသူတွေငါတို့မျိုးကတက်ကူတူတော့နာမည်မဖြစ်ကြပါနဲ့လို့နော်ငါပြောပေးရစီအဲအဝေးတင်ဆိုတဲ့အသဘောတရားကအဝေးရလာတက်ကြတာတခြားမျိုးကလာတက်ကြတာ80ရာခိုင်နှုန်းရှိတယ်ကိုမျိုးကဆို20ရာခိုင်နှုန်းလောက်ပဲဖြစ်နေမှာအလုံးလုံးပြီးတော့တစ်နှစ်မှနှစ်ကျင်းလောက်ပဲတစ်နှစ်မှအာတစ်နှစ်မှသူတို့အလုံးလုံးတက်ရ3လထက်3လ4လထက်ပိုမတက်ရအောင်နော်အဲဥစ္စာအဲ့အတော်အတွင်းမှာကိုပဲတမိစားထားကြတာကိုယုံကြည်မှုတွေလွန်ခဲ့ကြတာကအံ့ဩလို့ မဆုံးဘူးเนาะ20ရက်နေ့ရမှာပထဝီအဲပထဝီမို့တမိုင်းမိကြတမိုင်းမိကြအကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ်းုံပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးရေလဲနှမသားချင်းဆန္နာကြပါနော်နှမသားချင်းဆန္နာကြပါဒီဟာဘာတဖက်ယောက်ျားလေးကဘာလောက်ထားလဲဆိုတော့လင်းကကြီးစီထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းဆန္နာကြပါဒီမှာဒီစိတ်ုံတက်သွားတယ်စိတ်ုံတက်ရတဲ့အရေးပေါ့ ဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲတနေ့လုံးမှာမှနှစ်လသုံးလလောက်ပဲတွေ့ရတဲ့လူတယောက်ကိုပုံယုံပြီးပုံမအပ်နဲ့မိဘဘယ်မျက်နှာနဲ့လာရမှာလဲစေယောရှက်လို့မလာဘူးဆိုလို့ရှင်လေကိုသားသမီးဒုက္ခရောက်မှာရှေ့မျက်နှာနောက်ထားပြီးလာရမှာလေပြီးနောက်တစ်ယောက်ရှိသေးရဲ့22ရက်နေ့ကပထဝီမေကြီးကောင်မလေးအဆောင်မှာသွေးအံပြီးတည်သွားတာတဲ့ ဘာဖြစ်လို့တွေးရံတည်ရလဲဆိုတော့တရားမရေးထားဘူး။ရင်းနှောင်ဟစ်တိုင်းမှာတက်လာတာ။နော်။မင်းလေးလည်းကိုယ့်ဘောကိုတန်ဖိုးထားကြ။တကယ်လို့မှဒီကောင်နဲ့မယူပြဘူး။ယူပြသွားရင်တော့ကိစ္စမရှိဘူး။ဒီကောင်နဲ့မယူပြဘူး။တခြားလူနဲ့အိမ်အောင်ကြပြီဆိုရှင်။တန်ရာကြီးနဲ့လေချုပ်ရာကြီးနဲ့လေ။အိမ်အောင်ကြအိမ်အောင်ကြီးအဆင်ပြေမယ်ထင်လား။နောက်လူနောက်လူအတွက်အိမ်အောင်ကြီးအဆင်ပြေပါမလား။ချုပ်ရာကြီးပါနေတယ်။ ကောင်းလေးရယ်နှမသားချင်းစာနာနော်နော်5မိနစ်10မိနစ်လောက်အတွက်နဲ့ဒီတခြား5မိနစ်10မိနစ်စာခန်းစားကြလေးတွေဒီကြီးစေးတုံးပြီးတော့တခြားသူရဲ့တာသမီဘဝပြအောင်မလုပ်နဲ့နော်အဲ့လိုလိုက်စားနေရင်စားပဲဆိုတတ်တတ်ကိုရှိရအဲ့လောက်ပဲပြောမယ်